မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့ဒဇမလာ၂ရက်နေ့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့ထူးခြားတဲ့စည်ရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချုပ်ကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလူတဲ့သတင်းကတော့ထိုင်းနယ်ဘက်ကနေဆက်ဂိတ်များ9ရက်ပိတ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မြန်မာတပ်မတော်နဲ့အကြမ်းဖက် KNU တို့ကြောင့်တိုက်ပွဲများပုံမှုပြင်းထန်လာတာကြောင့်ထိုင်းနိုင်ငံဟာထိုင်းမြန်မာချစ်ကြီးဒရာအမှတ်1မှာအပကြန့်ရှိတဲ့နေဆက်ဖြတ်ကျော်ဂိတ်များကို ဒီဇင်ဘာလ၁ရက်နေ့ကစတင်က ပိတ်လိုက်တယ်လို့သိရပါတယ်။လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲများဟာကင်းပြင်းနယ်မြောက်ရီမြို့နယ်ထိုင်းနိုင်ငံတက်စပီနယ်မဲဆောက်ခရိုင်ရဲ့တပတ်ချက်မှာဖြစ်ပွားနေခြင်းဖြစ်ပါတယ်။တိုက်ပွဲဟာ KNU ရဲ့တပ်မဟာ6နဲ့တပ်မနှစ်တပ်မတော်ရဲ့အမှတ်22ခြေမြန်တပ်မဌာနချုပ်တို့ကြားတိုက်ခိုက်မှုများဖြစ်ပွားနေခြင်းဖြစ်ပြီးနိုဝင်ဘာလ30ရက်နေ့တညာလုံးဆက်လက်ပြင်းထန်ခဲ့ကြောင်းသိရပါတယ်။တိုက်ခိုက်မှုများပြင်းထန်လာသဖြင့်နေဆက်တစ်ချောက်ရှိနေချက်ဖြတ်ကျော်ဂိမ်းများ အယက်သားများသို့မဟုတ်လက်နက်ကင်ဖွဲ့များဖြတ်တန်းသွားလာခွင့်မပြုရန်နေဆန်နေရဲဆန်တပ်ဖွဲ့နေရဲဆန် task force ကနေ9ရက်တာပိတ်ဖို့အမိန့်ပေးခဲ့ပြီးမဲဆောက်စီထိုင်းမြန်မာချစ်ကြည်တရာအမှတ်တခုတည်းသာပုံမှန်သွားလာခွင့်အတွက်ခွင့်ပြုပေးထားတယ်လို့သိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့အခွန်နဲ့ပတ်သက်ပြီးမကြာမီကာလအတွင်း short box ဆောင်ရွက်သွားရန်အစီအစဉ်ရှိတယ်လို့ယာယီသမရပြောကြားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ခွန်နဲ့ပတ်သက်ပြီးမကြာမီကာလအတွင်း ရှော့ချဆောင်ရွက်သွားရန်အစီအစဉ်ရှိကြောင်းယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းသာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကရန်ကုန်မြို့ရှိမြို့သားကစားရုံမှာယမန်နေ့နိုဝင်ဘာလ30ရက်ကပြုလုပ်သောပြည်ထောင်စုမြန်မာနိုင်ငံကုန်တယ်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UNFCCI ရဲ့34ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားဆောင်ကြီးစီဝေးမှာပြောကြားသောမိန့်ခွန်းမှာထည့်သွင်းပြောကြားတာလို့သိရပါတယ်။မိမိတို့နိုင်ငံမှာလေယာစိုက်ပျိုးရေးထုတ်လုပ်မှုနဲ့ပတ်သက်ပြီး အားနည်းနေသည်ကပန်းနိုင်ရည်မှန်းချက်များပြင်ပြီးအောင်စိုက်ပျိုးနိုင်ပြီဆိုပါကတနည်းလင်းအမေရိကန်ဒေါ်လာ10ဘီလီယံပုံမှန်ရရှိမှာဖြစ်ပြီးတိရက်များပါစိုက်ပျိုးမည်ဆိုပါကအမေရိကန်ဒေါ်လာ17ဘီလီယံထိပုံမှန်ရရှိမှာဖြစ်ကြောင်းဗိုလ်ချုပ်မှုကြီးကဆိုပါတယ်ထို့ကြောင့်မိမိတို့အနေဖြင့်ထုတ်ကုန်များတိုးမြင့်ဆောင်ရွက်ပြီးပြည်ပသို့တင်ပို့နိုင်ပြီဆိုပါကနိုင်ငံအတွက်နိုင်ငံသားဝင်ငွေလုံလောက်စွာရရှိမည်ဖြစ်သောကြောင်း ုံထုတ်လုပ်မှုများကိုတိုးတက်လာစေရေးဝိုင်းဝန်းကျူးပန်းဆောင်ရွက်သွားကြစေလိုကြောင်းထပ်မံပြောကြားပါရစေ။ကုံသွယ်မှုအခွန်နဲ့ပတ်သက်ပြီးအချို့နေရာများမှာအားနည်းချက်များရှိနေတာကိုတွေ့ရှိရကြောင်းမိမိတို့အနေဖြင့်ကုံသွယ်ခွန်နဲ့ပတ်သက်ပြီးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးကြလျက်ရှိပြီးနိုင်ငံသားဝင်နဲ့ပတ်သက်ပြီးမိမိတို့စတင်တာဝန်ယူသည့်အချိန်မှစကားစနစ်တကျဆောင်ရွက်ခဲ့ကြောင်းလည်းပြောကြားပါရစေ။ထို့အပြင်အခွန်ငွေနဲ့ပတ်သက်ပြီးမကြာမီကာလအတွင်းရှော့ချဆောင်ရွက်သွားနိုင်ရန်ရှိကြောင်း နိုင်ငံစီးပွားရေးနဲ့ပတ်သက်လို့အကောင်းဆုံးဖြစ်အောင်မိမိတို့အနေဖြင့်ဆောင်ရွက်လျက်ရှိပြီးတစ်ဖက်တွင်လည်းကုန်သည်များနဲ့စက်မှုလုပ်မှုလုပ်ငန်းရှင်များအနေဖြင့်မှန်မှန်ကန်ကန်ဖြင့်လုပ်ငန်းများဆောင်ရွက်ကြစီလိုကြောင်းထည့်သွင်းပြောကြားတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ရေတိုရေရှည်စီမံကိန်းဖြင့်အာဂါသနီးပညာအကောင့်ထဲဖို့နေတယ်လို့ဗိုလ်ချုပ်မှူးကြီးပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အာဂါသနီးပညာများကိုငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့်တုံ့ချနိုင်ရန်အတွက်မြမအာဂါသအေဂျင်စီကိုဖွဲ့စည်းတာဝန်ပေးခဲ့ပြီး နိုင်ငံတကာမိဖက်အဖွဲ့အစည်းများနဲ့ပူးပေါင်းကရေရိုရေရှည်စီမံကိန်းများစတင်ကောင်ထည်ပေါ်ဆောင်ရွက်နေပြီဖြစ်ကြောင်းဗိုလ်ချုပ်မင်းကြီးမင်းအောင်နိုင်ကရန်ကုန်မြို့ပြည်သူ့ရင်မြေမှာပြုလုပ်သောအာဂါသာပြတိုက်ရန်ကုန်ဖွံ့ဖွဲခန်းနာမှာပြောကြားတယ်လို့သိရပါတယ်အာဂါသာပြတိုက်ရန်ကုန်ကိုနိုဝင်ဘာလ30ရက်နေ့မှာအဆိုပါပြတိုက်မှာပြုလုပ်ရာနိုင်ငံတော်ယာယီသမ္မတဗိုလ်ချုပ်မင်းကြီးမင်းအောင်နိုင်တက်ရောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကားဖွံ့ဖွဲမှာတရုတ်ရုရှားအိန္ဒိယဘီလာရုစ်နိုင်ငံတို့မှာ တန်ပံများတန်ယုံတာဝန်ခံများတက်ရောက်ကြပါတယ်။အာဂါသပြတိုက်ဟာအနာဂတ်မျိုးဆက်သစ်လူငယ်များရဲ့အာဂါသနဲ့သိပ္ပံဆိုင်ရာစိတ်ကူးစိတ်သမ်းများနှိုးကြားစေပြီးကျောင်းသင်ကန်းသားများကိုကြော်လွန်ကာအာဂါသနဲ့သိပ္ပံဆိုင်ရာအိမ်မက်အစ်များမွေးဖားပေးမဲ့နေရာတစ်ခုဖြစ်လာစေရေးရည်ရဆောင်ရွက်ခဲ့ကြောင်းခင်မိဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတိဆောက်ရာမှာအာဂါသသိပ္ပံနဲ့အသုံးချဤပညာများဟာတနေ့တခြားဖို့မှုရေးပါလာတာဖြစ်သောကြောင့်အာဂါသဤပညာများနဲ့ခင်နိုင်ညီဖွံ့ဖြိုးတိုးတက်စေရေးရည်မှန်းထားကြောင်း ဗိုလ်ချုပ်မှုကြီးကပြောပါတယ်။ပြတိုင်းအတွင်း Deep Space Exploration အပြကံ Space Station ပြကံရုရှားတရုတ်အိန္ဒိယနဲ့အမေရိကန်နိုင်ငံတို့မှာအကာသတို့ခေတ်ဆက်ဆက်လွှတ်တင်ခဲ့တဲ့ဒုံးပျံများနဲ့အကာသယင်ပုံသံငယ်များအကာသအတွင်းလှည့်ပတ်သွားလာလျက်ရှိတဲ့ဂျိုရုပုံသံငယ်များဒုံးပျံလွှတ်တွေစကမ်းမှဒုံးပျံလွှတ်တင်မှုတရုတ်ပြမှုများပြုလုပ်ပြတယ်လို့သိရပါတယ်။ဆိုပါအကာသပြတိုင်းမှာမြန်မာဂျပန်အစိုးရတို့က1989ခုနှစ်မှာ ူးပေါင်းတည်ဆောက်ထားတဲ့နက္ခတ္တရာပြာခန်းကိုအစစ်မြင့်တည်ဆောက်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ဘန်ကောက်မြို့မှာမြန်မာတန်ယုံဒဇမလ6ရက်နေ့မှာမဲယုံဖွင့်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများကြိုတင်မဲပေးနိုင်ရန်အတွက်ဘန်ကောက်မြို့မြန်မာတန်ယုံမှာဒဇမလ6ရက်နေ့မှာမဲယုံဖွင့်လှစ်မှာဖြစ်ကြောင်းထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်ယုံကဒဇမလ1ရက်နေ့ကြေညာချက်အရသိရပါတယ်။မဲယုံဟာဒီဇင်ဘာလ6ရက်နေ့9ရက်တို့မှာ နက်နက်9နာရီမှညနေ4နာရီထိဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ကြိုတင်စံနာမဲပေးနိုင်ရန်ပုံစံ15မျိုးကိုအောက်တိုဘာလ15ရက်ညနေ4နာရီမိနစ်30အတွင်းပေးဖို့တင်ပြသောထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအနေဖြင့်ဖော်ပြမှာနေရက်နဲ့အချိန်တိုင်းတန်ရုပ်တို့လူကိုယ်တိုင်လာရောက်ပြီးကြိုတင်စံနာမဲပေးနိုင်ကြောင်းသိရပါတယ်။ထို့သောကြိုတင်စံနာမဲလာရောက်ပေးရာတွင်မိမိတို့၏နိုင်ငံသားစစ်စေးကမိတ်တူမှုရင်း နိုင်ငံကူးလက်မှတ်မူရင်းများယူဆောင်လာကြရန်အသိပေးကြေညာထားပါတယ်။အလားတူစင်ကာပူနိုင်ငံရောက်မြန်မာနိုင်ငံသားများကြိုတင်ပေးပြနိုင်ရန်အတွက်စင်ကာပူမြို့မြန်မာတန်ရုံးရဲ့မေယုံကိုဒီဇင်ဘာလ13ရက်နေ့14ရက်တို့မှာဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ကုသိုလ်တော်ဖျားပြဝုံအတွင်းမှာလွန်ခဲ့တဲ့နှစ်ပေါင်း130ကျော်ကအယိုးတစ်ခုတွေ့ရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးမြို့မန္တလေးတောင်ကျိနီကုသိုလ်တော်ဖျား ဖျားပရုံအတွင်းမှာလွန်ခဲ့တဲ့နှစ်ပေါင်း130ကျော်ကအယိုးတစ်ခုကိုနိုဝင်ဘာလ30ရက်နေ့ညနေပိုင်းမှာတွေ့ရှိခဲ့တယ်လို့ဂေါ်ဘကအဖွဲ့ထံကသိရပါတယ်။အယိုးစားများပါဝင်တဲ့ငွေနဲ့ပြုလုပ်ထားသောဖျုံသီးပုံတံအဖုံးပိတ်ပါအိုးတလုံးဖြစ်ပြီးအောက်မှာဖန်သားကလပ်ပါရှိကအထဲမှာအယိုးပိုင်းစားငယ်များအံသွားတစ်ချောင်းပါရှိတယ်လို့သိရပါတယ်။လက်ရှိတွေ့ရှိခဲ့တဲ့အယိုးမှာမြန်မာတပ်ကြက်1295ခုနှစ်ကစုံလာသား2ရက်လို့ ကပီးရေးထိုးထားတာကြောင့်အယိုးအိုးရဲ့တက်တန်းမှာနှစ်ပေါင်း112နှစ်ရှိပြီဖြစ်ပြီးတီဘောမင်းပါတော်မူပြီးနော်နှစ်ပေါင်း28နှစ်ကြာကအယိုးဖြစ်တယ်လို့သိရပါတယ်ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့သတင်းသင်းများနှင်းစီရုပ်ရှင်စကား Outstanding Clinic ရရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ခုနှစ်ကြိမ်မြောက်တရုတ်နိုင်ငံယူနိုက်ပြည်နယ်မှာကျင်းပတဲ့ဒန်လန်ချမ်းမဲခေါင် International Flying Wings နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးရဲ့ The Golden Elephant Honor စုပေးပွဲကြီးမှာမြန်မာနိုင်ငံကသဘင်သင်မြန်နင်းစီရုပ်ရှင်ဇာကာက Outstanding Film Award ထူးချွန်ပြောင်းလဲသောဇာကားစုကိုရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါအခမ်းအနားကိုနိုဝင်ဘာလ28ရက်မှဒီဇင်ဘာလ1ရက်နေ့ထိတရုတ်နိုင်ငံယူနန်မြို့မှာကျင်းပလျက်ရှိရာနိုင်ငံပေါင်း6နိုင်ငံပေါင်းစုံနဲ့တလန်ချမ်းမဲကောင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာမြန်မာနိုင်ငံကိုစားပြီးရုပ်ရှင်ဇာကားကြီးနေဖြင့်ပြသဖို့ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီရုပ်ရှင်ပြပွဲကိုတော့ညာစန်းကြီးကာရိုက်တာပါဝင်ထားတဲ့မင်းသမီးမေမီကူကိုနဲ့ဒရိုက်တာမင်းဆက်တစ်တို့ကသဘင်သေးများနှင်းစီဖွဲ့သားအလုံးတက်ရောက်နေတာဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးတပြပီလို့တဲ့သတင်းပုတ်ကတော့မော်လမြိုင်သာသနာ့နယ်ဆရာတော်ကျောင်းတိုက်ချိတ်ပိတ်သိမ်းစီခံရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မော်လမြိုင်မြို့ဈေးကြိုရက်ကွက်ဈေးတွင်ကျောင်းတိုက်သာသနာ့နယ်ဆရာတော်အရှင်ဆန္ဒဇော်တိရဲ့သာသနာ့ဝင်သားကျောင်းဆောင်နဲ့သာသနာ့နယ်ဖောင်ဒေးရှင်းကျောင်းဆောင်တို့ကို ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့မှာချိတ်ပိတ်တင်းစီလိုက်တာ ဖြစ်တယ်လို့သိရပါတယ်။မော်လမြိုင်သာသနာနယ်ဆရာတော်ဟာနိုင်ငံတော်တည်ငြိမ်ရေးကိုပြပြားစီရန်ယူရဲကလူမှုကွန်ရက်စာမျက်နှာမှာလှုပ်ဇော်တာဝါရဖြန်တာတွေပြုလုပ်ခဲ့တာကြောင့်ရာဇသက်ကြီးဥပဒေပုံမှန်905ကကြီးနဲ့အမှုဖွင့်ရေးယူလိုက်တာလို့သိရပါတယ်။ဒီကနေ့တင်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့စီရေးစီဝိုင်းလူမှုသတင်းတွေကထူးခြားတဲ့သတင်းချက်ကိုရွေးချယ်ကောင်းတို့တင်ပြပေးလိုက်တာဖြစ်ပါတယ်။ အားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ခင်ဗျာ